အရှေ့ဂျာမနီနဲ့အနောက်ဂျာမနီတို့စစ်ဖြစ်ပါကဘာတွေဖြစ်လာမလဲအစပိုင်းမှာပင်အနောက်ဂျာမနီသည်မင်းဤပူမူကောင်းမွန်သော စီးပွားရေးလူဦးရေနှင့်စစ်အင်အားတို့ကိုအုံပြု၍အပြေအဝတိုက်ခိုက်မိဖြစ်သည်ရင်းတို့သည် အလင်းမြန်အတာစီးရယူကာအရှေ့ဂျာမနီတပ်များကိုနောက်သို့တွန်းထုတ်နိုင်မည်သို့သောအနောက်ဂျာမနီအတွင်း၌စစ်ကိုစန့်ကျင်သောဆန္ဒပြမှုများမြောက်များစွာပေါ်ပေါက်လာပြီးနိုင်ငံတွင်အင်အားပြိုကွဲမှုများဖြစ်ပေါ်လာမည် ဤအခွင့်အရေးကိုအရှိချာမနီကတုံးချကပြန်လဲတိုက်ခိုက်ပြီးဆုံးရှုံးသွားသောနယ်မြေအများပြားကိုယာယီပြန်လဲရယူနိုင်ပြီးအနောက်ချာမနီသည် ပြည်တွင်းခြေနေတည်ငြိမ်လာပြီးနောက်ကင်းဤတပ်များကိုပြန်လဲစုစည်းကာအရှိချာမနီနယ်စပ်အထိထက်မှန်တိုးတက်မည်သို့သောထိုနောက်တွင်မထင်မှတ်ထားသောအခြေအနေတရက်ပေါ်ပေါက်လာမည်ရုရှားသည်အရှိချာမနီအားလှုပ်ဝက်စွာစီရေးအကူအညီများနှင့်အကြံပေးများပေးဖို့သည် ဤအကူအညီဖြင့်အရှိဂျာမနီသည်တဖြည်းဖြည်းအသာစီးရယူကာအနောက်ဂျာမနီနယ်မြေအတွင်းသို့အားကောင်းသောတိုက်ခိုက်မှုများဆက်တင်နိုင်ပြီးအနောက်ဂျာမနီတွင်ဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာပြီးနိုင်ငံအင်အားရခင်ထက်ပိုမှုအားနည်းလာကပြည်တွင်းပြည်ပဖိအားများကြောင့်အစုံလိုက်လက်နက်ချအငြင်းခံရမည်